လေးစဉ်သတင်းရအစီအစဉ်တွေကိုတင်ဆက်ပေးပါမယ်။ကျွန်မတို့တော့မြန်မိုးထပ်ပါတင်ဆက်ပေးခြင်းတဲ့သတင်းရအကြောင်းအရာတွေကတော့ဝဲကောင်းချီတကောင်အပန်းဖြေစခန်းကိုလာရောက်လဲပတ်သူအဲ့တဲ့နေတရမ၅တန်းအထိရှိတာဆိုရတဲ့သတင်း။ယခုနှစ်ထောပတ်သည်ရာသီတွင်အေခဲထောပတ်သည်တန်နီယာခန့်အိန္ဒိယနိုင်ငံသို့တင်ပို့မည်ဆိုတဲ့သတင်း ွေးကောက်ပွဲအသုံးစရိတ်များတိုးမြင့်ပြင်ဆင်သက်မှတ်ဆိုတဲ့သတင်းနိုင်ငံတကာသတင်းဘုံအနေနဲ့အပြတ်ခတ်ရစဲရေးရရှိထားတော်လဲဂါဇာ၌လူနေမှုဘဝချိုးတဲ့နေစဲဆိုတဲ့သတင်းအဆရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် င်ဆက်ပေးခြင်းတဲ့သတင်းတပုတ်အနေနဲ့ပွဲကောင်းရှိသကွန်ဝပန်းဖြေစခန်းတို့လာရောက်လဲပတ်သူဧည့်သည်နှစ်တရမ၅တန်းအထိရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြည်ဦးတွင်လာရှိုကားလမ်းမ GNI ရှိပွဲကောက်ရှိတကုံအပန်းပြေစခန်းတို့လာရောက်လက်ပတ်သူဧည့်သည်နှစ်တရမ၅တန်းအထိရှိလာပြီဖြစ်တယ်လို့သိရပါတယ်။အဆိုပါပွဲကောက်ရှိတကုံအပန်းပြေစခန်းကိုနိုင်ငံတကာအဆင့်မီအပန်းပြေစခန်းတစ်ခုအဖြစ်အဆင့်မြင့်တင်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး2020ခုနှစ်ဒီဇင်ဘာလတွင်စတင်ဖွင့်လှစ်၍အနည်းငယ်ရရမှလာရောက်လေလာအပန်းပြေသူများဖြင့်စီကားများပြားနေတယ်လို့ဆိုပါတယ်။ ယမန်နေ့ရက်အထိဧည့်သည်ဝင်ရောက်မှုနှစ်တရမှ၅တန်းပြည့်မြောက်ခဲ့ပြီးအဆိုပါပြည့်မြောက်တဲ့ဧည့်သည်ကိုအမှတ်တရအောင်ဂုဏ်ပြုလက်ဆောင်ပေးရခဲ့တယ်လို့သိရပါတယ် အဆိုပါဧည့်သည်ဟာရေယဝတီတိုင်းဒေသကြီးပန်းတနော်မြို့နယ်မှဒေါ်တင်ပပထွန်းဖြစ်ပြီးဧည့်သည်ကိုပွဲကောင်ရေတကွန်ပန်းဖြီစခန်းမှတာဝန်ရှိသူများကအမှတ်တရအဖြစ်လက်ဆောင်ပန်းစီဂုံပြူဖလာပန်းဖြီစခန်းတို့တနစ်စာအခမဲ့ဝင်ရောက်ခွင့်ခိုးကန့်နဲ့အမှတ်တရဂုံပြူလက်ဆောင်ပစ္စည်းများပေးရခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ဧည့်သည်နဲ့ပါရှိလာသူတွေကို အပန်းဖြီစခန်းနဲ့မှန်တရားဝင်ခွင့် Sky Cable ကစီးနှင်မှုနဲ့ဘကီစီးနှင်လက်ပတ် ချင်းများကို အခမဲ့စီစဉ်ဆောင်ရွက်ပေးခဲ့တယ်လို့သိရပါတယ်ရှင်။တရိယာတရင်ပုံအနေနဲ့ယခုနှစ်သောပတ်တီရှားတီတွင်အေကဲသောပတ်တီတန်200ခန့်အိန္ဒိယနိုင်ငံသို့တင်ပို့မည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ယခုနှစ်ထောပတ်သီးရာသီမှာအေကဲထောပတ်သီးတန်200ခန့်အိန္ဒိယနိုင်ငံသို့တင်ပို့သွားဖို့စီစဉ်နေတယ်လို့မြန်မာကုန်သွယ်မှုမြင့်တင်ရေးအဖွဲ့မှသိရပါထိလက်ရှိမှာလည်းမြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံတို့အကြားတန်ပိုးမြင့်ထောပတ်သီးထုတ်လုပ်မှုခန်းနာမှာပူပေါင်းဆောင်ရွက်နိုင်ရှိရတော့ဆွေးနွေးလျက်ရှိတယ်လို့သိရပါထိဒီလိုဆွေးနွေးရာမှာမြန်မာနိုင်ငံမှာယခုနှစ်ထောပတ်သီးရာသီတွင်အေကဲထောပတ်သီးတန်ချိန်200ခန့်အား အိန္ဒိယနိုင်ငံသို့တင်ဖို့နိုင်ရှေရအတွက်မြန်မာနိုင်ငံထောပတ်သည့်စိုက်ပျိုးထုတ်လုပ်တင်ဖို့ရောင်းချသူများအသင်းမှအိန္ဒိယနိုင်ငံဘက်သို့နမူနာပေးဖို့ရန်မြန်မာထောပတ်သည်အိန္ဒိယနိုင်ငံသို့တင်ဖို့ရှားတွင်အိန္ဒိယနိုင်ငံ၏ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအားအိန္ဒိယနိုင်ငံဘက်မှပံ့ပိုးပေးရန်ထိုကိုအိန္ဒိယနိုင်ငံ International Federation of Business Intellectual and Change Maker IFBIC မှတာဝန်ရှိသူများနှင့်ဆွေးနွေးခဲ့တာဖြစ်ပါသည် ဒါအပြင်မြန်မာနိုင်ငံမှာထောပတ်သည့်ဆက်ရုပ်အသစ်တည်ဆောင်နိုင်ဖို့အတွက်အိန္ဒိယနိုင်ငံမှာလာရောက်ရှင်းသည့်မြုပ်နှံမှုများပြုလုပ်ရန်ကိစ္စရပ်ကိုလည်းဆွေးနွေးလျက်ရှိတယ်လို့သိရပါတယ်ရှင်။ဆလပီရွေးကောက်ပွဲအသုံးစရိတ်များသူမြင့်ပြင်ဆင်တက်မှတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေများတတိယအကြိမ်ပြင်ဆင်သည့်ဤဥပဒေကိုအောက်တိုဘာလ26ရက်နေ့စွဲနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်လိုက်ရှာအဆိုပါပြင်ဆင်သည့်ဤဥပဒေမှာနိုင်ငံရေးပါတီများအသွက်ရွေးကောက်ပွဲအသုံးစရိတ်များတိုးမြင့်ပြင်ဆင်သတ်မှတ်ပေးခြင်းဖြစ်တယ်လို့သိရပါတယ်။ အစိုးရထုတ်ပြန်ချက်တွင် နိုင်ငံရေးပါတီများမှပုံတင်ခြင်းဤဥပဒေပုံမှန်23ပါ၊ငွေချက်သိန်း350ဆိုသည့်စကားရက်ကိုငွေချက်သိန်း300ဖြစ်၎င်း၊ငွေချက်သိန်း300ဆိုသည့်စကားရက်ကိုငွေချက်သိန်း500ဆိုသည့်စကားရက်ဖြင့်အတီးတီအစားထိုးပြင်ဆင်ခဲ့တာဖြစ်ပြီးယခုပြင်ဆင်မှုသည်နိုင်ငံရေးပါတီများမှပုံတင်ခြင်းဤဥပဒေများအခန်းလေးပါတီရန်ပုံငွေငွေကြေးပစ္စည်းများထိန်းသိမ်းခြင်း၊သုံးစွဲခြင်းအခန်းမှပါဝင်တယ်လို့ဖော်ပြ ားထားပါသည်။ပြည်တော်စုရွေးကောက်ပွဲကော်မရှင်ရဲ့တတရအကြိမ်ပြင်ဆင်သည့်ဤဥပဒေအရပြည်သူလွှတ်တော်အမျိုးသားလွှတ်တော်နဲ့တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးစီရဲတို့အတွက်ရွေးကောက်ပွဲအသုံးစရိတ်ကိုစက်သိန်း300အထိလကောင်းတိုင်းဒေသလူမျိုးဝင်ကြီးနေရရှင်ပြိုင်ချမဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးစီရဲတို့အတွက်ငွေကျပ်သိန်း300မှစက်သိန်း500အထိလကောင်းတုံးမြင့်သုံးဆွဲနိုင်မှဖြစ်တယ်လို့သိရပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့အပြစ်အခတ်ရစဲရေးရရှိထားတော်လဲဂါဇာ၌လူနေမှုဘဝချိုးတဲ့နေဆဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဣသရေလ်ဟာမတ်စ်အပြစ်အခတ်ရစဲရှိသဘောတူညီမှုပထမအဆင့်နှစ်ပတ်ထဲသို့ဝင်လာပြီးဖြစ်ရာဂါဇာမြောက်ပိုင်းမှာအခြေခံထောက်ပံ့ရေးပစ္စည်းများအတော်လေးပြက်လက်နေဆဲဖြစ်ပြီး နောက်ဆုံးကြန့်ရှိတဲ့မုတ်ဖုတ်ဆိုင်ဆိုရှင်ဘောင်းဝင်းပစ္စည်းလောင်စာကရိယာရှားပါမှုများကြောင့်လက်ပတ်ဖို့ခက်ခဲနေပါထိဣသရေလ်ကဂါဇာသို့လူသားချင်းစာနာထောက်ပံ့မှုများဝင်ခွင့်ပေးလို့ရပါပေမဲ့တိုက်ပြီးတိုးတက်မှုမရှိဘူးလို့ WHO ကဆိုပါထိ ဂါဇာမြောက်ပိုင်းကမုတ်ဖုတ်ဆိုင်ဆိုရှင်လက်ဆက်တဲ့ပမုတ်တွေဆက်လက်ထုတ်ဝေနေပြီးမနက်6နာရီကနေည7နာရီထိလက်ပတ်နေတာထောင်လူတထောင်ခန့်အတွက်သာလုံလောက်စွာထုတ်လုပ်ပေးနိုင်ပါတယ်။ပမုတ်ဈေးနှုန်းကစစ်ပွဲမတိုင်းခင်ကအထက်ချက်စာနီးပါးမြင့်တက်သွားပြီလို့ဆိုင်းပိုင်ရှင်းကပြောပါတယ်။စေတန်နေပေမဲ့လေကိုပါသာပအောင်ဖုတ်စားတာထဝဲယူစားတော့ချင်းကသာပို့ဖြစ်နိုင်ပါတယ် မုတ်ဖုံဆိုင်တွေအားလုံးပြန်ဖွင့်မှဂါဇာမှာဒါမန်ဘဝတွေပြန်ရစေနိုင်လိမ့်မယ်လို့ဒေသခံမူအမတ်အရှမ်းမတ်ကပြောပါတယ်ဣသရေလရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ဂါဇာရှိလုပ်ငန်းတွေအများစုထိခိုက်ပျက်စီးထားရပါတယ်။အတော်လေးခက်ခဲနေတဲ့အခြေအနေကြားကနေလက်ပတ်နေရာကြောင့်အရာအလုံးပြည့်ဝနေတဲ့ခြားကရှေ့ဆက်နေရာကြောင့်မိုးပုံဆိုင်ပိုင်ရှင်ကပြောတော့ပါသေးလို့သိရပါတယ်ရှင်။ ယခုတင်ဆက်ပေးခဲ့တာကတော့ရန်ကုန်တိုင်းစည်နေစဉ်သတင်းအစီအစဉ်တို့ပဲဖြစ်ပါတယ်။ကြည့်ရှုအားပေးခဲ့ကြသူများအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ကျမခါတော်များမို့ထပ်ပါ